Hello ဒီနေ့ကတော့ဒီ consecration index ကို ကျွန်တော်တို့ standard form ကနေ regression form ဘယ်လိုပြောင်းလဲဆိုတဲ့ဟာလေးကိုရှင်းပြမှာပါเนาะအဲဆိုတော့ကျွန်တော်တို့ဒီ wallpaper နဲ့ textbook တွေကိုပဲပြန်သွားကြည့်ကြအောင်ပါเนาะအဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ equation 8.3ပေါ့เนาะ equation 8.3မှာဆိုလို့ရှိရင်သူကဒီ standard form ကိုရေးပြထားတယ် standard form ဘာလဲဆိုလို့ရှိရင်2 divided by mu mu ကကြည့်ရတာဆိုရနော် two divided by mu ပြီးရှင်ကျွန်တော်တို့ covariance on h n r ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြောလဲဆိုရှင်ဒါ c ကတော့ concentration index ပေါ့နော်အဲ mu ကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ means value ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ health how can very very means value ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် h ပေါ့နော် h ကတော့ဘာလဲဆိုလို့ရှိရင် hell again variable ပေါ့နော်မင်းငယ် solution တော့ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီမှာ i မို့အမျိုးပါလိမ့်မယ် individual တယောက်ချင်းစီအတွက်ပေါ့နော်ပြီးရင် r ပေါ့နော် r ကလည်းဒီမှာဒီမှာ i ပါလိမ့်မယ် individual တစ်ခုချင်းစီအတွက်ပေါ့နော်သူကဘာလဲဆိုလို့ရှိရင် ranking variable ပေါ့နော် ခုနတယောက်ချင်းစီရဘယ်ပုံမှာရှိလဲဆိုတဲ့ဟာ social economic state တော့ state ဘောနော်ကိုကြိုက်တဲ့ variable တစ်ခုတော့ well လည်းဖြစ်လည်းဖြစ်လိမ့်မယ် well state a work when time လည်းဖြစ်လည်းဖြစ်လိမ့်မယ်ဒါမှမဟုတ်ရှင်လည်းတခြား education ပါညာတစ်ခုခုပေါ့နော်အဲ့လိုမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒါကတော့ဘာလဲဆိုလို့ရှိရင် standard form ပေါ့နော် the equation 8.3ကနေပြီးတော့မှပေးထားတဲ့ standard form ပေါ့နော်အများဆိုလို့ရှိရင်အဲ့ဒီဟာကကျွန်တော်တို့ဘယ်လိုမျိုးဒီ regression ပုံစံပြောင်းသွားလဲပေါ့နော် သူကဘယ်ကနေလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေကြည့်ရမှာပေါ့နော်ဒီ regression ပုံစံလေးကိုတစ်ချက်ကြည့်အောင်နော်ဒါဆိုရှင်ဥပမာဆိုလို့ရှိရင်ဒါ hell out again သူရဲ့ hell out again plus ဆိုလို့ရှိရင် regression form ဆိုလို့ရှိရင် beta ဖြစ်ရှင်ကျွန်တော်ဘာပြောမလဲဆိုလို့ရှိရင်ဒီမှာဆိုရင် epsilon ဝင်ဖြစ်လိမ့်မယ်အဲဒါဒီနေရာမှာပါလဲပေါ့ဒီနေရာမှာ ranking เนาะပြောချင်တာဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီမှာ horizontal မှာဆိုလို့ရှိရင် rank ရှိလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဘာရှိမလဲဆိုလို့ရှိရင် y health okay ရှိလိမ့်မယ်ဘယ်လိုမျိုးရှိနေမလဲဒါတော့ဟိုပုံမှန်ဒီလိုမျိုးဟို perfect linear ပုံစံမျိုးကျွန်တော်ဆွဲထားကြည့်ရမှာเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ဒါ linear model ရဆိုလို့ရှိရင်ဒီကောင်မှာဖြစ်လိမ့်မယ်ဟုတ်ပြီเนาะ ကဲဆိုလို့ရှိရင်ဒီဒီ coefficient တစ်ချက်စဉ်းစားကြည့်အောင် BD beta coefficient ပေါ့နော် beta coefficient ကဘယ်ကနေလာလဲ beta coefficient ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ covari ပေါ့နော် h နဲ့ r ရဲ့ပြီးတော့မှနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် variance r ကို divide လုပ်ထားတဲ့ဟာအဲ့ဒီကနေလာတာပေါ့နော်အဲဆိုသူ့ရဲ့ beta coefficient ဒီကျွန်တော်တို့ uh least square ပေါ့နော် uh ordinary least square မှာဆိုလို့ရှိရင် သူ့ရဲ့ဒီ best fit align ကို share တဲ့ခါကျလို့ရှိရင်ဒီ formula ကိုသုံးပြီးတော့မှကျွန်တော်တို့ share ကြတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ချက်ကြည့်ကြအောင်ခုနကသလို့ရှိရင်ဒီနေရာမှာဒီဟာလေးတစ်ချက်ပေါ့နော်ဒီ covariant လေးကိုချက်ကြည့်ကြမှတ်ထားအဲ့ဒါဒီကဒီမှာသွမ်းတူလာပေါ့နော်အဲ့ဆိုတော့ဒီနေရာမှာ formula လေးကိုအစားထိုးလို့ရအောင်ဆိုတော့မှကျွန်တော်တို့ကလုပ်ကြည့်ရဟုတ်ပြီနော်ဟင်းအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ ဒါရအောင်မသုံးတော့ပါဘူးဖြူအောင်ပဲပြန်သုံးလိုက်တော့မှာဟုတ်ပြီနော်ကြည့်ရဆိုလို့ရှိရင်ဒီကဟိုဘယ်လိုမျိုးထားသူကြမယ်ပေါ့နော်ဘယ်လိုထားသူကြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ covariance h r ဒါသလို့ရှိရင်ဘာဖြစ်မလဲဒီ basic algebra ပဲပေါ့နော် beta into variance or r ဖြစ်သွားမယ်ဟုတ်ပြီနော်ကြည့်ရဆိုလို့ရှိရင်ဒီပုံစံရသွားပြီဒါသလို့ရှိရင်ကျွန်တော်တို့က base form တွေကို base form တော့ဖြစ်တယ် standard form တွေကိုကျွန်တော်တို့သွားပြီးကြည့်ကြအောင် c ကွဲ2 by mu ပြီးလို့ရှိရင် covariance h r ဟုတ်ပြီနော်ကဲဆိုလို့ရှိရင် c ဆိုလို့ရှိရင်ဒီကောင်အတူပုံမှန်တိုင်းဖြစ်လိမ့်မယ် covariance ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဒီမှာ beta အားဖြစ်သွားမယ်ဟုတ်ပြီနော် divergence of r ပေါ့နော်ကျွန်တော်တို့ဟိုဟိုမှရေးမယ်ဆိုလို့ရှိရင်ဒီကောင်ဒီလိုမျိုးလေးရေးလို့ရတာပေါ့နော် ဆိုလို့ရှိရင် do new နော် variance ဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံလေးရေးတာဟုတ်ပြီနော်ကျွန်တော် new လေးကမတက်ရဘူးဟုတ်ပြီနော်အဲ့ဒါဒီပုံစံဖြစ်မယ်ကဲဒါဆိုလို့ရှိရင်ခုနကကျွန်တော်တို့ဟိုပြန်ပြီးတော့မှဒီကောင်လေးကို နည်းနည်းရှင်းတော့ဒီပါပြန်ရေးလိုက်မယ်ပီတာဟုတ်ပြီနော်ကဲခုနကတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် regression model မှာဆိုလို့ရှိရင်ဒီဘဝအရဆိုလို့ရှိရင်ပီတာပြရှင်ကျွန်တော်ပြလိုက်ဒီမှာနော်အဲ့ဒါတစ်ချက်ကြည့်ကြည့်ပေါ့နော်တစ်ချက်ကြည့်ကြည့်မယ်ဒါဆိုလို့ရှိရင် သူကဘာပြောနေတာလဲဆိုလို့ရှင်ဒီ hell again variable နဲ့ freshener rank ဘောနော်ဒီ ranking variable ကသူတို့ရဲ့ beta coefficient ကိုကျွန်တော်ကဘာလဲဒီဒီ gain တွေဘောနော်ဒီဟာလေးကိုတမျိုးလေးခွဲထုတ်မယ်ဆိုလို့ရှင်2 new beta ဒီရှေ့အကောင်ဘာဖြစ်သွားမလဲဆိုလို့ရှင်ဒီရှေ့အကောင်ဒါက constant ဖြစ်သွားလိမ့်မယ်ဟမ်ဒီ share account ကကျွန်တော် constant ဖြစ်မယ်ဒီ share account တော့ဘာဖြစ်မလဲဆိုရှင် constant ဖြစ်မယ် constant value ပေါ့နော်ဒီ constant value နဲ့ကျွန်တော်တို့ဘာနဲ့လဲဒီ ကျွန်တော်တို့ beta coefficient နဲ့ကိုဟုတ်ပြီနော် အောက်ကနေရာမှာပါလဲ health outcome variable ဖြစ်မယ်ဒါ immunization လား health service utilization လားတခုခုပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော် regression နေရာမှာပါဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ ranking variable ဖြစ်မယ် economic state တော့လကောင်းဒါမို့လို့ရှိရင်လည်း scs variable တခုခုပေါ့နော်အဲဆိုအဲ့ကနေထွက်လာတဲ့ကျွန်တော်တို့ပါလဲဆိုရှင်ဒီ beta coefficient နဲ့ဒီ constant နဲ့မျှောင်းလိုက်လို့ရှိရင်ကျွန်တော်ပါရလဲဆိုရှင်ဒီ c ဆိုရရတယ် ကို concentration index ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဟာလေးကိုကျွန်တော်တို့ဘယ်လိုမျိုးစားတိုးလို့ရလဲဆိုလို့ရှိရင်ဒီ constant ကိုဒီပြောချင်တာဒီဒီ equation တွေကိုကျွန်တော်တို့ထည့်မယ်ဒီ equation တွေထည့်မယ်ဆိုလို့ရှိရင် तू ကဟိုဘက်ကောဒီဘက်ကောကျွန်တော်တို့ဒီ constant ထည့်ပြရမှာဟိုဘက်ကောဒီဘက်ကိုထည့်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ကျွန်တော်တို့2 square ri divided by mu ပြရှင်ပါလေ yi equal to ဘာဖြစ်မလဲ upon to mu company beta ri plus di ဟုတ်ပြီနော်ဆိုအဲ့ဒီမှာဘာဖြစ်သွားမလို့ဒီကောင်ဒီဒီရှေ့ရကောင်ကတော့ဒီတိုင်းပဲဖြစ်မယ်ဟုတ်ပြီနော်ဒီရှေ့ရကောင်တော့ဒီတိုင်းပဲဖြစ်မယ်ပြီးရင်ဒီမှာဘာဖြစ်မလဲဒီကကျွန်တော်တို့ intercept ပေါ့နော်ပြီးဒီကောင်ဘယ်ဘယ်ဘာနဲ့တူပါရင်တော့ ဒီကျွန်တော်တို့ရဲ့ c နဲ့တွားပြီးတော့တူပါပြီဘယ်နော် c နဲ့တွားပြီးတော့အဲ့တော့သူကဘာပြောဘာပြောမလဲဆိုလို့ရှိရင်ကျွန်တော် regression model ကနေပြီးတော့မှအဲ့တော့ကျွန်တော်ရဲ့ beta coefficient ကတခါတယ်အဲသူဒီဒီ health outcome နဲ့ ranking ရဲ့ slope ကိုပြောပေးနေ concentration index ကိုတခါတယ်ပြောချင်တယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲ ကျွန်တော်တို့ health organ variable ကို constant နဲ့သွားမြောက်မယ်အဲ့ဒီ constant ပါလဲဆိုလို့ရှိရင်ဒီ2 into ကျွန်တော်ပါလဲ variance of r ranking variable ပြီးအဲ့ဒါ divided by mean value mean values ကပါလဲဆိုလို့ရှိရင်ဒီ health organ y variable mean value ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ပါရသွားပြီဆိုလို့ရှိရင်ကျွန်တော် equation 8.7မှာပေါ်ပြထားတယ်ဒီဟောပြမှာဆိုရှင် divided by mu y equal to ဘာပြတ်သွားမလဲဆိုရှင် alpha on ဟုတ်ပြီအဲ့ဒါဒီ formula ကိုရပါမှာမို့နော်အဲ့ဒါသူက regression form ဖြစ်သွားပြီ regression form ဖြစ်သွားပြီဆိုတော့ဘာလုပ်ရမလဲဒီဒီဟာလေးကိုပဲကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုမှာဆိုကြည့်ကြည့်မယ်ဆိုလို့ရှင်ဒီ set မှာနော်ကျွန်တော်ဘာလဲ means value share hello again mean value share rank and variable ပါလဲကျွန်တော် variance ကို share ပြီးတော့မှအဲ့တစ်ခုမြောက်မြောက်ပြီးတော့မှပါလဲဒီဟာနဲ့လာပြီးတော့မှပြန်မြောက်လိုက်ပါတော့ပြီးလို့ရှိရင်ကျွန်တော်ဗာလောက်လိုက်တယ်ဒီ regression model တွေကိုထည့်လိုက်တယ်မလားအဲ့ဒါ state မှာဆိုလို့ရှိရင် regression equal to ကျွန်တော်တို့ဗာဖြစ်မလဲဒီဟာကိုမြောက်ထားတဲ့ဒီစိတ်ပိုင်းပါတော့ဒီစိတ်ပိုင်းကျွန်တော်ဒီဘာမှာဖြစ်လိမ့်မယ်ဒီနေရာကိုရောက်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကဗာလဲဆိုလို့ရှိရင် ranking ranking ဒီနေရာကိုရောက်လိမ့်မယ်ဟုတ်ပြီနော် ဲ့ဆိုသူ regression formula ရဆိုလို့ရှိရင်ဒါသူရဲ့ beta coefficient ဘာဖြစ်သွားလဲဆိုရှင် concentration index ရဲ့တန်ဖိုးထွက်သွားပြီဟုတ်ပြီနော်ခင်ဗျာဆိုလို့ရှိရင်ဒါကတော့ regression form ကိုပြောင်းလိုက်တာပေါ့နော် regression form ကိုပြောင်းလိုက်တဲ့ဟာဘာအတွက်ကောင်းလဲပေါ့နော် regression form ပြောင်းလိုက်တာဘာအတွက်ကောင်းလဲဆိုလို့ရှိရင်ဆရာတို့ဒီ model မှာအနောက်မှာသူကဘာလို့ဆို regression မှာဆိုလို့ရှိရင်ကျွန်တော်တို့လုပ်လို့ရတဲ့ဟာတွေအများကြီးရှိအောင်ဟုတ်ပြီနော် ဒီမှာကျွန်တော်တို့ကဒီကြားထဲမှာကျွန်တော်တို့ဘာတွေထည့်လို့ရလဲကိုဗီရီတွေကျွန်တော်အများကြီးထည့်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒါလို့ရှိရင်ပြောချင်တာဒီ concentration index ကိုဘာနဲ့ adjust လုပ်ချင်တာလဲ age နဲ့ adjust လုပ်မလား sex နဲ့ adjust လုပ်မလားဒါမှမဟုတ်ရှင်တခြားဘာလဲ education လားဒါမှမဟုတ်ရှင်လဲ ethnic လား ကျိုင်းတာနဲ့ကျွန်တော်တော့ပြီးမှ adjust လုပ်လိုက်လို့ရတယ်ဟုတ်ပြီနော်အဲဆိုတော့ regression form ပြောင်းလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပါလဲဆိုလို့ရှိရင်ဒီ concentration index ကိုဟို and adjusted and adjusted ဆိုပြီးတော့ကျွန်တော်ဆက်ပြီးတော့မှဒါလေ့လာကြည့်လို့ရတယ်အဲကနေပြီးတော့မှပြန်ပြီးတော့ extend လုပ်မယ်ဆိုလို့ရှိရင်ဘာတွက်လာလို့ဆိုရှင်ဒီထဲမှာထည့်ထားတဲ့ variable ပေါ်မှာမူဒီတော့ကျွန်တော်ဘာလို့ရလဲ decomposition analysis လုပ်လို့ရတယ်ပြောချင်တာဒီ concentration index ဒီ inequality ပေါ်မှာတက်ရောက်နေတဲ့ factor တွေကဘာတွေရှိလဲเนาะအဲ့အဲ့တက်ရောက်နေတဲ့ factor တွေက contribution က pass သူရဲ့ proportion ဘယ်လောက်ရှိလဲဆိုတဲ့ဟာပေါ့เนาะအဲ့ပုံစံဒီကျွန်တော်ဆက်ပြီးတော့မှ analysis လုပ်လို့ရတယ်အဲ့အရာတွေကလည်းကျွန်တော်ဒီ Wolfen Cell ရဲ့ဒီ Chapter 11နဲ့ Joy ရဲ့အဲ့တော့ပဲပါတယ်ပေါ့နော်အဲ့ဆိုတော့ဒီနေရာတွေကနောက်ဗီဒီယိုကြာလို့ရှိရင် session မြင်ဒါပေမဲ့အဲ့မတိုင်ခင်မှာနောက်ဗီဒီယိုချိန်ပါသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ CI ကိုသုံးပြီးတော့မှာ တော့ဗာလဲဖြစ်လို့ရှိရင် achievement index ကိုဘယ်လိုတွက်မလဲပေါ့နော်ပြီးလို့ရှိရင် state code ဖြစ်တဲ့ code index ကိုအသေးစိတ်ပြန်ပြီးတော့မှလေ့လာကြည့်အောင်ဟုတ်ပြီနော်ဒါဆိုဒီနေ့ကတော့ဒီလောက်ပါပဲအကြိမ်များမရှင်းတာတွေပါရှိလို့ရှိရင် comment မှာရေးပေးခဲ့လို့ရပါတယ် thank you ပါ